အယူဆုံးမေကွန်းလေးမဖြေခင်တရင်ကျွချိန်ခါတမရเนาะမင်္ဂလာပါလို့ကျမကနှုတ်ခွန်းဆက်ပြစီဒီချိန်ကအခုဟာမိသားစုခီးလေးထွက်လာတာအဲ့တော့သူခီးထွက်လာရင်လည်းဒီကွန်မန့်လေးတွေ့လို့မေးထားတာကတော့ကြားပါပြီအဲတက္ကသိုလ်မှာဆ iam မလေးလုတ်တယ်ဆ iam မလေးရဲ့တတလေးအတွက်เนาะလာရောက်เนาะကွန်မန့်လေးရေးထားတာအဲ့တော့ဒီနှစ်တန်းရွယ်ကလေးလေးတွေကလေအခု တို့တွေတင်တန်းမှာတော့မရှိသေးတယ်။နှစ်တန်းရွယ်ကလေးလေးနှစ်တန်းမဟုတ်ဘူးတော်တော်သုံးတန်း။သုံးတန်းရွယ်ကလေးလေးတောင်မှစာမွေးတစ်ခုကိုရင်ဆိုင်ရတဲ့အခါမှာပေါ့နော်။မထင်မှတ်ထားတဲ့ကိစ္စတွေသူတို့လုပ်တတ်ကြတယ်။ဒီစာမွေးနဲ့ပတ်သက်တဲ့ဟိုစိတ်ပိုင်းဆိုင်ရာ anxiety လေးဟိုစာမွေးနဲ့ပတ်သက်ပြီးတော့မှအ အပြင်ကနေ pressure ပေးထားရင်ပူတော်မှဆိုသေးတယ်။မဆောင်မွဲမှာကောင်းကောင်းဖြေလာခဲ့နော်အမှတ်တီလျှော့လာရင်ဘာလုံးမှနော်ညာလုံးမှနော်ဆိုတာတွေပေါ့နော်။အဆင့်ကြီးကြာလာတဲ့အခါမှာဘလို့ပြစ်ပေးမှနော်ဆိုတာမျိုးတွေပေါ့နော်။ဒါတွေများလာတဲ့အခါကျတော့ကလေးကသူ့ရဲ့ limit တစ်ခုကိုကျော်သွားတဲ့အခါမှာလှုပ်တတ်တယ်။အဲ့တော့အခုဒီမှာဆိုရင် comment လေးသဘောတရားအရတောင်းပြောင်းထားတာဆိုတာလေးကအဓိကအချက်လို့ဒီစီကပြောချင်တယ်။ကလေးတယောက်ဒီကျောင်းတစ်ကျောင်းကနေနောက်တစ်ကျောင်းကိုပြောင်းတဲ့အခါမှာအဲ့ဒီတစ်ကျောင်းကိုလိုက်ညှိယူရတာ။သူက ကိုရီးယားသားတချောင်းနေတချောင်းပြောင်းလိုက်ရပြီမြေသူ့အတွက်ကလွယ်ကူတိုင်းလွယ်ကူနေတဲ့ကိစ္စတော့မဟုတ်ဘူးအဲ့တော့ဒီချောင်းနဲ့ပတ်သက်ပြီးတော့မှသူကမရင်းနှီးသီးတာဟိုဆက်စမတွေနဲ့အဲသူ adaptation ယူနေရတာဒီချောင်း system ရဲ့တင်ပုံပြပုံနီးလန်းတွေကိုလည်းသူကစတင်ပြီးတော့မှ adaptation ယူရတယ်ဆောင်းမွေးဖြည့်ရတဲ့အခါမှာဆောင်းမွေးကပြေးတယ်အဲ anxiety ပေါ့နော်ဒါမျိုးတွေကိုလည်းသူကြုံတွေ့နေရတယ်အဲ့ဒီအချိန်မှာပထမဆုံးမိမိဘက်ကနေဒါကတဘာဝပဲတိလား တချို့ကလေးတွေမှာဖြစ်တတ်တယ်။ဆယ်ယောက်နှစ်ယောက်လောက်ဖြစ်တတ်တယ်။ဒုတိယစီမာတော့မှရှိတယ်အဲ့လိုမျိုး။အဲ့ဒါတော့မှကြောင်းပြောင်းတာမဟုတ်ဘူး။ကြားလာပြီ။စာမဝဲဆိုရင်ကိုပုံစံတမျိုးပြောင်းသွားတာ။အတန်းထဲမှာစာအလွန်အမတန်လိုက်နိုင်တယ်။စာမဲဝဲလို့ပြောလိုက်တာတပြန်နဲ့ပုံစံပြောင်းသွားပြီ။အဲ့လိုရှိသေးတယ်။အဲ့တော့တို့ကအဲ့ဒါလေးတခုကိုနားလဲပြေးပြီးတော့မှအခုကအင်လွန်အင်တန်ငယ်သောအရွယ်ဖြစ်သေးတယ်။အဲ့တော့လေ့ကျင့်ပြီးလို့ရတယ်။ပြိုးထောင်ပြီးလို့ရတယ်။အဲ့တော့အရင်ဦးဆုံးမိမိကလက်ခံပြီးဖို့လိုလိမ့်မယ်။နော်။ Okay ဒီတစ်ခေါက်တော့ လေးဘုတ်တောင်မေးတာတပုတ်ပဲဖြီးခဲ့တယ်ဆိုတော့တတရက်ဆက်ကတော့ကောင်းမှာမဟုတ်ဘူးပေါ့အဲ့တော့ရက်ဆက်မကောင်းတဲ့အတွက်အပြစ်ပေးတာတက်တီချေတာဝန်ယူခြင်းကိုသင်ပေးပါအဲ့တော့နောက်တစ်ခေါက်ဆောင်မွေးရှိလိမ့်မယ်တူတူရီရီရှိလိမ့်မယ်ဒါဒီလေလေ့ကျင့်မှုဖြစ်စဉ်နေပေါ့နော်ဒါတော့ကြောင်းကြောင်းနဲ့တကြောင်စစ်တန်ချင်းတော့မတူအဲ့ခါကျရင်သူ့ကိုတာဝန်ယူခိုင်းပါတာဝန်ယူပြီးတော့မှတာဝန်ကြည်အောင် လုပ်နိုင်တဲ့အားစိတ်ထုံးမှုမျိုးတွေပြလာတဲ့အချိန်ကျရင် ကိုယ့်ဘက်ကလည်းပဲချီးကျူးတာတွေ အဲသူ့အတွက် rewards လေးတွေပေးတာမျိုးလေးတွေအတိအမှတ်ပြုပေးတာတွေဒါတွေကိုလုပ်ပြပါလို့ဒီချက်ကအကြံပေးပြောဆိုပြရစီနော်ကဲတုံးကြည့်ပါအောင်ဒီနီလန်လေးကိုနော်ဒါဒီတဘာဝပါပဲစိတ်မပူဘူးလေဆက်မလေးကိုကျွန်မပြောချင်ပါတယ်တေချာလေးကြည့်ပေးရမှာပါခေယူဆိုင်ပေးရမှာပါရှင်နော်